အမတန်ကြီးမားတဲ့လူလူပရိသတ်ကြီးကရှင်သာရိပုတ္တရာကိုသိပြီးမသိကြဘူးစိတ်မဝင်စားကြဘူးသူတို့အတိအမှတ်ပြုတာအထင်ကြီးတာဘယ်သူတော့ဆိုရင်တကောရှင်ဖြစ်တဲ့ရှင်မောကလန်တို့ဒေဝသက္ခုနဲ့စွမ်းအားရှိတဲ့ရှင်အနုရုဒ္ဓတို့ကိုပဲအထင်ကြီးကြတရင်မေးတဲ့အခါမှာမြတ်စွာဘုရားဘယ်တော့ကြွလာမှာတော့ခုခေတ်ဆိုရင်တော့ပြောရေးဆိုခွင့်ရှိသူပေါ့နော် ရှင်နုရုဒ္ဓတို့ကဖြေတယ်။ဘုရားဘယ်တော့ကြွလာမယ်ဆိုတာသွားပြီးတော့တကိုးနဲ့ကြွရောက်ပြီးတော့မေးမြန်းနိုင်တာရှင်မောကလန်တို့ကဖြေတယ်။အဲ့တော့အဲ့ဒီလူတို့ပြိဿကြီးဟာရှင်မောကလန်တို့ပို့ပြီးတော့အချင်းကြီးတယ်။ရှင်သာရိပုတ္တရာရှိနေတော့လည်းပဲရှင်သာရိပုတ္တရာကိုတိတ်ပြီးတော့လူတွေကအထင်ကြီးတဲ့သဘောမရှိဘူး။ မြတ်စွာဘုရားလူပြည့်ဆင်းလာတဲ့အခါမှာမြတ်စွာဘုရားကဒီအချက်ကိုတတိထားမိတယ်။ဘုရားသာသနာတော်မှာပညာရှင်နဲ့တကူရှင်ဆိုရင်ပညာရှင်ကိုနံပါတ်1နေရာမှာထားတယ်။တကူရှင်ကနံပါတ်2နေရာမှာရှိတယ်။ခိုင်ဟာရာကီလို့ခေါ်တယ်။ဆင်းနေထားတဲ့အခါမှာပညာရှင်ကနံပါတ်1တကူရှင်ကနံပါတ်2ဒီလိုဆင့်ဆင့်ထားတယ် သို့တော်တကူရှင်ကနံပါတ်1ကိုကြော်ပြီးတော့နံပါတ်2ကိုလူပြီးများနေတာကိုမြတ်စွာဘုရားတတိထားမိတော့ဒါပရိသန်နတ်ပြည်ကနေစောင်းတန်း3ွယ်နဲ့လူပြည်ကိုကြွဆင်းလာတဲ့အခါသင်္ကတတကားဝစောင်းတန်းဥရောက်တဲ့အချိန်မှာမြတ်စွာဘုရားကိုပထမဆုံးနှုတ်ဆက်ကြောခွင့်ရတာရှင်သာရိပုတ္တရာ ဒါကမြတ်စွာဘုရားရဲ့လက်ရံရံဆိုတော့ဘုရားပြီးရှင်သာရိပုတ္တရာကမြတ်စွာဘုရားမေးသမျှတွေကိုဖြေဆိုတယ်။နောက်ဆုံးမှာတမန်တမုဒ္ဒဘုရားကသာ ဖြေနိုင်တဲ့မေဂုံမျိုးကိုနီလံပေးတဲ့အခါမှာရှင်သာရိပုတ္တရာ ဖြေနိုင်တယ်။တခြားပုဂ္ဂိုလ်တွေဟာအဲ့ဒီမေဂုံရဲ့အဖြေကိုမသိနိုင်ကြဘူး။ရှင်သာရိပုတ္တရာဖြေမှသိနိုင်ကြတာဖြစ်တော့ကြ။ အဲ့ဒီအချိန်မှာပရိသတ်ရဲ့အလယ်မှာရှင်သာရိပုတ္တရာရဲ့ဉာဏ်ဤဉာဏ်ဆွမ်းအစတွေဟာ လူတွေက သိလာကြလို့အလုံးကရှင်သာရိပုတ္တရာကိုထင်ကြီးလေးစားလာကြတယ်လို့ဆိုတယ်